ူဘောခွေစီမြန်မာအားပေးနေကြတဲ့ပေးတန်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာတော့ဘောလုံးကွင်းထဲမှာမမီရတဲ့သူတယောက်တို့တီရှိပြီးဘောလုံးကို6တောက်ကနေလွတ်ချလိုက်တာနဲ့ပြိုင်ပွဲခံစစ်ကြောင်းတစ်ခုခုပြိုလဲသွားလို့ဖြစ်စေခဲ့သူတီကီတာလာရဲ့ဘီတူကာပင်နာရှင်အန်ဒရီအင်ဒီယေစတာအကြောင်းပဲဖြစ်ပါတယ်အင်ဒီယေစတာကို1984ခု ဘီလာ17ရက်နေ့စပိန်နိုင်ငံရဲ့ရွာငယ်လေးတစ်ခုမှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ငယ်စဉ်ကလေးကဘောလုံးကိုအသက်ထက်ပူချစ်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။1996ခုနှစ်အသက်17နှစ်သားရွယ်မှာတော့ဘာစီလိုနာကလပ်ရဲ့ကင်းတောင်များကအိန္ဒိယစတာကိုတွေ့ရှိခဲ့ပြီးဘာစီလိုနာရဲ့အကယ်ဒမီကိုခေါ်ဆောင်ခဲ့ပါတယ်။ထို့ပေမဲ့သူဟာအင်ကိုလွမ်းတဲ့စိတ်နဲ့ညာတိုင်းမျက်ရည်ချခဲ့ရပါတယ်။ခုန်ရည်တွေကသူ့ရဲ့စိတ်တကူ တံမရီလိုမာကျော်စေခဲ့ပြီးကွင်းလယ်မှာဘယ်သူမှမသားဆီးနိုင်တဲ့ပါတီမီရှင်တစ်ယောက်ဖြစ်ပုံသွင်းနိုင်ခဲ့ပါတယ်၂၀၀၂ခုနှစ်မှာတော့အင်ဒီယစ်တာဟာဘာစီလိုနာအသင်းကြီးအတွက်စတင်ကစားခွင့်ရရှိခဲ့ပါတယ်၂၀၀၈ခုနှစ်မှာတော့ဘောလုံးလောကကိုများစွာပြောင်းလဲခဲ့တဲ့နှစ်တစ်ခုလို့လည်းပြောခဲ့လို့ရပါတယ်၂၀၀၈ခုနှစ်မှာတော့ဇာဗီအင်ဒီယစ်တာမက်ဆီတို့ရဲ့တတိယကစားပွဲအောင်မှာအသင်းများစွာဒူးထောက်ချရှုံးခဲ့ရပါတယ်ထို့ထဲမှာအင်ဒီယစ်တာလည်းအပါဝင်ဖြစ်ခဲ့ပြီး တိကီတာကာရဲ့ဘီတူကာပညာရှင်တယောက်လိုဖြစ်ခဲ့ရပါတယ်။သူဟာတခါတည်းမှာမမြင်နိုင်တဲ့လူတယောက်လိုတည်ရှိနေပေမဲ့သူ့စီကိုဘောလုံးရောက်သွားပြီဆိုရင်တပတ်တင်ကခန့်စစ်ချောင်းတွေကများစွာလှုပ်ရှုပ်သွားပြီးသူ့ရဲ့ဘောလုံးပေးပမှုတိုင်းဟာကစားသမားများစွာကိုအတက်မဲ့စေခဲ့ပါတယ်။2008ခုနှစ်မှာအိန္ဒိယစတာတပ်များစွာပြောင်းလဲမှုရှိခဲ့တဲ့နှစ်တစ်နှစ်လို့လည်းပြောလို့ရပါတယ်။စပိန်တင်းဟာဘောလုံးလောကမှာနိုင်ငံတကာဖလားဆုံးရရှိခဲ့ခြင်းမရှိတာ54နှစ်တိုင်ရှိခဲ့ပါပြီ ဒါပေမဲ့2008ခုနှစ်မှာတော့စပိန်လေးဟာများစွာပြောင်းလဲသွားခဲ့ပါတယ်။2008ခုနှစ်ယူရိုဖလားမှာတော့စပိန်တင်းရဲ့ကစားပုံစံကိုကဘာကအထိမှတ်ပြုခဲ့ရပါတယ်။လူများစုကတီဂီတာကကစားကွက်ကိုဇာဘီကဥတီကစားတယ်လို့ထင်ခဲ့ကြပါတယ်။တီဂီတာကကစားကွက်ကိုဘယ်သူမှတားဆီးနိုင်အောင်ကစားခဲ့သူကတော့အင်ဒီစတာပဲဖြစ်ပါတယ်။အင်ဒီစတာဟာဘာစီလိုနာနဲ့ဆင်းသက်လာခဲ့တီဂီတာကစနစ်ကိုအဓိကမောင်းနေသူတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။ အိန္ဒိယစတာဘောလုံးကိုဘယ်သူမှမမြင်နိုင်တဲ့နေရာမှာအများရရှိနေပြီးပြိုင်ဘက်ရဲ့မထင်မှတ်တဲ့နေရာလို့တွေကိုဖန်တီးပြီးဘောလုံးပေးဖို့ခဲ့သူတယောက်လည်းဖြစ်ပါတယ်သူရဲ့ကစားပုံဟာအင်မတန်ရိုးရှင်းလာပါတယ်ဘောလုံးကိုလက်ခံမယ်ပြန်လဲပေးဖို့မယ်နေရာရှိမယ်ပြန်လဲလက်ခံမယ် ြန်လည်နေရာရှိမယ်တခြားလူကိုပြန်လည်ပြဖို့မယ်ထိုသည့်ကစားကွက်များကိုအမှုပညာဆန်စွာကစားခဲ့သူတယောက်လည်းဖြစ်ပါတယ်ထို့ကြောင့်သူကိုလူများစုကဘောလုံးကွင်းထဲရဲ့မြင့်လည်ပညာရှင်လို့လည်းတင်စားခဲ့ကြပါတယ်2008ခုနှစ်ယူရိုဖလားမှာတော့ဆာဗီအင်ဒီစတာရဲ့တွဲလမ်းကိုပြန်ပတ်အသင်းများစွာကများစွာဖြိုးဖျက်ခဲ့ပါတယ်ထို့ပေမဲ့ဖျက်တောက်နိုင်ခြင်းမရှိပါဘူးသူတို့ဖြင့်ပြိုင်ပွဲရဲ့ ်စင်မီဖိုင်နယ်ပွဲစဉ်မှာရုရှားသင်းနဲ့တွေ့ဆုံခဲ့ပြီးပွဲမှာသူဟာအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။ထို့ပွဲမှာအိန္ဒိယစတာဟာစပိန်ရဲ့ဂိုးတွေအတွက်လမ်းကြောင်းဖွင့်ပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။အိန္ဒိယစတာဟာစပိန်ကွင်းလယ်ရဲ့အင်ဂျင်ဖြစ်ကြောင်းကိုလည်းတတ်သိပြခဲ့ပါသေးတယ်။ 2008ခုနှစ်ယူရိုဖလားဘောလူပွဲမှာတော့ဂျာမနီတင်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ထိုပွဲမှာအင်ဒီစတာရဲ့လှူရှာမှုများစွာ၊ချန်ခိုင်မှု၊ရုပ်ပိုင်းဆိုင်ရာချန်ခိုင်မှု၊စပယ်တင်းရဲ့နူးညံ့တဲ့ထိတွေ့မှုတွေနဲ့ဂျာမနီတင်းရဲ့မာကျိုးတဲ့ခံစုကိုဖျက်တောက်နိုင်ခဲ့ပါတယ်။ထို့ကြောင့်အင်ဒီစတာကိုယူရိုပြိုင်ပွဲရဲ့ တင်အော်တဲ့တော်နမမှာရွေးချယ်ခြင်းခံခဲ့ရပါတယ်။သူနှစ်ဟာစပိန်တွင်းအတွက်44နှစ်ကြာဝေးကွာနေတဲ့ဖလားကိုပြန်လည်ရရှိကန်တဲ့အခါစပိန်တင်းရဲ့ရွှေခေတ်လိုလည်းဖြစ်ခဲ့ပါသေးတယ်။မဖောင်ကူကူနှစ်ဟာအင်ဒီယားစာတဲ့ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်နေပါသေးတယ်။ဘာစီလိုနာတဲ့ဟာချက်စီးတင်းကိုတကူကူမရှိနဲ့ရှုံးနေနေခဲ့ပါတယ်။ဘာစီလိုနာတဲ့ဟာရှုံးနေခံပြီးဖြစ်နေတဲ့အချိန်မှာအချိန်ပေါ်မှာအင်ဒီယားစာရဲ့ဒူဒီကိုကန်ချက်ဖြစ်ပြေကျတာ ဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပါတယ်။ချန်ပီယံလိဘိုလူပွဲမှာမန်ယူတင်းနဲ့ရင်ဆိုင်ခဲ့ရပြီးငကိုကိုမရှိဖြစ်အနိုင်ယူကချန်ပီယံလိဖလားကိုလည်းရှာယူခဲ့ပါတယ်။ဒူဘဲမှာအင်ဒီစတာရဲ့ပေါ်ဆန်တဲ့လှုပ်ရှားမှုတွေဒီတူကအဖွင့်ကိုကူညီပြီးချန်ပီယံလိဖလားအတွက်လမ်းဖွင့်ပေးခဲ့ပါတယ်။2009နှစ်ဟာလည်းအင်ဒီစတာအတွက်အကောင်းဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့ပြီးဘာစီလိုနာအတိတ်ဟာလည်းဖလားချောင်းလုံးကိုစံချိန်တင်ရယူနိုင်တဲ့နှစ်တစ်နှစ်လည်းဖြစ်ခဲ့ပါတယ်။ ထို့ကြောင့်2009နှစ်ဟာသူ့ရဲ့တိတ်ဆိတ်တဲ့ပါလီမန်ရှင်ဘဝကိုကဘာကအတိမတ်ပြုခဲ့ရတဲ့နှစ်တစ်နှစ်လည်းဖြစ်ခဲ့ပါတယ် ။ထိုနေ့ဟာဘလုံးတမိုင်းမှာထာဝရမမိနိုင်တဲ့မော်ဝင်ကိုတခုကိုဖန်တီးပြီးခဲ့တဲ့နှစ်တစ်နှစ်လည်းဖြစ်ခဲ့ပါလေ။2010ပြည်နှစ်ဟာအိန္ဒိယစတာတပ်တမိုင်းဝင်နေရာတွေဖြစ်ခဲ့လို့ကမ္ဘာ့ဖလားတမိုင်းတစ်လျှောက်မှာလည်းတောင်အာဖရိကနိုင်ငံမှာပထမဆုံးကျင်းပခဲ့တဲ့နှစ်တစ်နှစ်လည်းဖြစ်ခဲ့ပါလေ။ထိုနေ့မှာလည်းစပိန်နဲ့ဟာဇာဗီအိန္ဒိယစတာတပ်ရဲ့ဒီကီတာကကစားခွင့်နဲ့ကစားခဲ့ပြီးဘိုဒမာကာစီလက်ရဲ့ဦးဆောင်မှုနဲ့အတူစပိန်နဲ့ဟာဘိုလူပွဲတို့ရောက်ရှိခဲ့ပါတယ်။ထိုဘိုလူပွဲမှာ စပိန်နေဟာနေသာလန်တွင်နဲ့တွေ့ဆုံခဲ့ပါတယ်။သူပွဲမှာနှစ်ဖက်တင်းသားများသည့်ချမ်းသာသောကစားခြင်း၊ခိုင်ရန်ဖြစ်ပွားခြင်းတို့သောအဝါကက်များစွာထိခဲ့ကြပါတယ်။ဖူပွဲဒီမိနစ်60ပြည်တီအထိဂိုးမရှိတဲ့ရင်နဲ့ကြာခဲ့ကြပါတယ်။အများစုကတော့ပန်နတီကိုဥတီသွားနေပြီလို့ထင်မှတ်ခဲ့ကြပါတယ်။အချိန်ပို136မိနစ်မှာတော့ဖာဘီဂတ်ရဲ့ပေးပမှုကတစ်ဆင့် NGA စတာမှလှပစွာကန်တင်းခဲ့ပြီးတကူးမှုရှိရလက်ဖြစ်စပိန်လင်းဟာ ကဘာဖလားကိုပထမဆုံးရရှိခဲ့ပါတယ်။ထို့အပြင်ကဘာဖလားတမိုင်းတစ်လျှောက်မှာနောက်အာဖရိကပြည်မရဲ့ပထမဆုံးဥရောပတည်းရဲ့ချန်ပီယံရှစ်ဖလားလည်းဖြစ်ခဲ့ပါတယ်။ကိုနစ်ဟာအိန္ဒိယစတာကိုကဘာဖလားရဲ့အဆုံးဖြတ်ပေးခဲ့တဲ့သူရဲကောင်းဖြစ်တမိုင်းဝင်မှတ်တမ်းတွေရဲ့အခိုက်အတန့်လည်းဖြစ်ခဲ့ပါတယ်။ 2012ခုနှစ်မှာဆိုရင်ဖြင့်အင်ဒီစတာပါဝင်သောစပယ်နေဟာယူရိုပလာဘူလူပွဲမှာအီတလီအသင်းနဲ့တွေ့ဆုံခဲ့ပြီးလေးဂိုးဂိုးမရှိရလက်ဖြင့်အနိုင်ယူကယူရိုပလာကိုထပ်မံရရှိခဲ့ပါတယ်။ထို့ကြောင့်စပယ်နေဟာ2008ခုနှစ်ယူရိုပလာ 2010ကမ္ဘာဖလား2012ယူရိုဖလားတို့ကို30ရယူကနိုင်ငံတကာစုကြီးကို30ရယူခဲ့တဲ့အသင်းတစ်သင်းလည်းဖြစ်ခဲ့ပါတယ်။ဟိုယူရိုပြိုင်ပွဲမှာအင်ဒီစတာပွဲစဉ်တစ်လျှောက်လုံးအကောင်းဆုံးဒရမာဆုမန်ဝတ်တမတ်ယူရိုပြိုင်ပွဲတစ်လျှောက်လုံးအကောင်းဆုံးကစားသမားဆုပလေးယားအော့ဒ်တော်နမန်ကိုထပ်မံရရှိခဲ့ပါတယ်။အင်ဒီစတာ2018ခုနှစ်မေလမှာဘာစီလိုနာအသင်းမှထွက်ခွာပြီးချစ်ချောင်းတရားဝင်ချိန်ညာခဲ့ပါတယ်။ ထို့နောက်2018ခုနှစ်မေလ20ရက်နေ့ရေရစူစီတက်နှင့်ကစားရေးပွဲစဉ်မှာနောက်ဆုံးကစားခဲ့ပြီးအတင်းမှထွက်ခွာခဲ့ပါတယ်။ဘာစီလိုနာအတင်းမှထွက်ခွာပြီးနောက်ဂျပန်ကလပ်ဖြစ်တဲ့ကိုဘေးတင်းမှတွားရောက်ကစားခဲ့ပြီး2024ခုနှစ်အောက်တိုဘာ10ရက်နေ့မှာတရားဝင်နားယူကြောင်းကြေညာခဲ့ပါတယ်။ အိန္ဒိယစတာဟာဝန်ထမ်းမှာယူတာဖြူစင်မှုနှိမ့်ချမှုပြိုင်ပွဲမရှိတဲ့အမှုပညာကိုပေါင်းစပ်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့ကစားပုံမှာဘောလုံးကိုချက်တောင်းနဲ့ထိလိုက်တဲ့ကြပြားဆန်ကလှုပ်ရှားမှုတွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်။အိန္ဒိယစတာဟာစပိန်နဲ့ရဲ့ရွှေရောင်ခေတ်မှာအကောင်းဆုံးတောက်ပခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ထို့အပြင်ဘာစီလိုနာအသင်းမှာလည်းတီကီတာကကစားကွက်ကို အနုပညာဆန်သောကစားခဲ့သူတစ်ယောက်ဖြစ်လဲပါဝင်အားဖြည့်ခဲ့ပါတယ်။ဒီစတာဟာကွင်းထဲမှာသူ့ရဲ့ဘောလုံးထိန်းချုပ်မှု၊မြင်ကွင်းကျယ်မှု၊ပေးပို့မှု၊ပြိုင်ဘက်ခံစစ်ကိုအေးချမ်းစွာထိုးပေါင်းမှုဘောလုံးကိုအနုပညာဆန်သောကစားမှုအားကစားတစ်ခုကိုအစင်းတစ်ခုကြီးရောက်အောင်ပို့ဆောင်နိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ထို့ကြောင့်အင်ဒီစတာဟာဘောလုံးပိတ်သက်တီရဲ့နှလုံးသားထဲမှာတော့သာဝရရှင်တန်နေမဲ့ကံနေတဲ့ဦးဖြစ်ပါတယ်။ ထို့ကြောင့်ကျွန်တော်အနေဖြင့် NDA Star ကိုဘောလုံးကွင်းထဲရှိမင်းလဲပညာရှင်တယောက်လိုတင်စားရင်ဂုံပြုနှုတ်ဆက်လိုက်ပါရခင်ဗျာစိတ်ဝင်စားတဲ့ပေးသက်အားလုံးကိုကျေးဇူးတူတင်ရှိပါရခင်ဗျာ။အလာဘာရောနေလေးဖြစ်ကြပါစေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။